အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ရဲ့69နှစ်ပြည့်မွေးနေ့ပွဲကိုဇွန်လ19ရက်နေ့နနက်10:00နာရီကရွှေကုန်းတိုင်းအွန်လန်းမှာရှိရဲအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီရုံးချုပ်မှပြုလုပ်ခဲ့ပါတယ်။အဆိုပါမွေးနေ့ပွဲကိုအစီအစဉ်ရှင်းရတဲ့ကျင်းပပြုလုပ်ခဲ့ပြီးဒေါအောင်ဆန်းစုကြည်တက်ရောက်နိုင်ခဲ့ခြင်းမရှိပေမဲ့ဒေါအောင်ဆန်းစုကြည်ကိုစားအဖွဲ့ချုပ်နိုင်ရကဦးတင်ဦးကမွေးနေ့ကိတ်ခွဲပေးခဲ့ပြီးဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။ နစ်ပွဲကိုဒေါအောင်ဆန်းစုကြည်ကတဝန်လွှာပေးပို့ခဲ့ပြီးအဖွဲ့ချုပ်အောက်ရှိအမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင်တဦးကတဝန်လွှာကိုဖတ်ကြားခဲ့ပါတယ်။ဝိနေဝဲရင်ဟာပုဂ္ဂိုလ်ရေးဘဝရဲ့အထိမ့်မှတ်တွေဆိုပေမဲ့နိုင်ငံရေးလုပ်နေသူတွေဖြစ်တဲ့အတွက်ကျမရဲ့မွေးနေ့တွေဟာ နိုင်ငံရေးအဖွဲ့သက်တွေရှက်တန်းလာတာသတိထားမိပါတယ်။ကျမဟာတမ္မာအားဖြင့်မွေးနေ့အတန်တိတ်ထန်တွေဒီကိုယ်တွေပြုလက်မရှိပါဘူး နေ့တနေ့ရဲ့ဒီနေ့စီတိုင်းဟာကျမလုပ်ရမယ့်အလုပ်တွေအတွက်တော့အတူတူပဲလုပ်သဘောထားပါလေဒါပေမဲ့ဝေးနေဆိုတာတစ်နှစ်တာကာလကိုပြုသမျှကိုတစ်ချက်လောက်စောင့်ခဲ့ကြည့်ဖို့အခွင့်အရေးတစ်ရက်လို့တော့ထင်မြင်မိပါလေဒီနေ့နေ့မှာကုသိုလ်၊ဉာဏ်၊ဥစ္စာတခုခုတော့ရရင်တယ်လို့ဆိုကြပါတယ်။ကျမလိုနိုင်ငံရေးသမားတယောက်အတွက် ကိုတတိပုဂ္ဂလဘဝအတွက်ဘာတွေကျိုးရှိခဲ့တယ်လဲဆိုတာတဲ့တမစ်တာမှာတိုင်းပြည်အတွက်ဘာတွေအကောင်းဆုံးလုပ်ခဲ့နိုင်တယ်လဲဆိုတာပဲစောင်းငဲ့စင်ကြီးကြည့်နေပါလေဒီမရဲ့ဝင်နေအတွက်စုမုံကောင်းတွေတောင်းပေးခဲ့တဲ့တောင်းပေးကြမဲ့မိတ်ဆွေတွေလုံခေါ်ကင်ဘက်တွေမြို့သားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေပါဝင်ဒီမကိုမြစ်တာထားကြသူတွေအားလုံးကိုကျေးဇူးတင်တဲ့အနေနဲ့ ကျမကိုတောင်းပေးတဲ့စုမွန်တိုင်းတူညီတဲ့အကျိုးတွေခံစားရတဲ့ပြည်ရှေ့ဆက်ရမယ်နိုင်ငံရေးခီးလန်းကိုဆက်လက်ထောက်ခံအားပေးရင်ကျမတို့အတူတကွရှောက်လန်းနိုင်ကြပါစေလို့ပြန်ပြီးစုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဒါအပြင် နိုင်ငံရေးဖွဲ့စည်းတွေနဲ့ ပါတီအသီးသီးကလည်းတဝန်လွှာတွေပေးပို့ခဲ့ကြပါဗျ။မွေးနေ့ပွဲရဲ့နနက်9နာရီကနေ9နာရီနနက်ပိုင်းမှာတန်ဃာတော်နဲ့အသီလရှင်ပါ200ခန့်ကိုလှူဝဲပစ္စည်းတွေလှူဒန်းခဲ့ပြီးတက်ရောက်လာတဲ့မြို့နယ်သီးသီးကပါတီဝင်တွေကိုမော်လက်ဆောင်အေးကျက်စီထမင်းတွေကျွေးမွေးခဲ့ပါဗျ။မွေးနေ့ပွဲမှာအဖွဲ့ချုပ်လူငယ်တွေကတေးသချင်းတွေနဲ့တီးဆိုဖျော်ဖြေခဲ့ကြပြီးနေ့လယ်7နာရီမှာမွေးနေ့ပွဲအခမ်းအနားပြုဆုံးခဲ့ပါဗျ။မွေးနေ့ပွဲကရရှိတဲ့အလှူငွေတွေကိုဒေါခင်ကြီးဖောင်ဒေးရှင်းအပါအဝင်ပညာရေးကျန်းမာရေးဖောင်ဒေးရှင်းတွေကိုလှူဒန်းသွားမယ်လို့သိရပါဗျ။ဒေါအောင်ဆန်းစုကြည်ရဲ့ 69နှစ်မြောက်မွေးနေ့မတိုင်ခင်မှာမွေးနေ့အထိမ်းအမှတ်အဖြစ်ဖော်စုအမည်ရှိပကြီးပြပွဲကိုရန်ကုန်မြို့35လမ်းရှိ River Airway ပကြီးပြခန်းမှာဇွန်လ14ရက်ကနေ21ရက်နေ့ထိပြသလည်ရှိပါတယ်။ဒါအပြင်ဇွန်လ18ရက်နေ့မှာလည်းမွေးနေ့အထိမ်းအမှတ်300ချဲမိသားစုမိတ်ဆုံစားပွဲကိုရန်ကုန်မြို့မှာပြုလုပ်ခဲ့ပါတယ်။